မင်္ဂလာပါခင်ဗျာ e-square bee computer မှာကြိုဆိုပါရစေကျွန်တော်ကတော့နိုင်လေးထောင်းပါကျွန်တော်ကဒီရဲ့သင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word နဲ့စာစီစာရိုက်တွေပြုလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့စာအုပ် matika လေးတွေတက်တဲ့အခါမှာ matika ကိုအင်္ဂလိပ်အက္ခရာနံပါတ်နဲ့တက်တာမျိုးမဟုတ်ဘဲနဲ့မြန်မာလိုနံပါတ်စင်လေးတွေနဲ့ရအောင်ဘယ်လိုတက်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ blank document ဆိုတဲ့အထည်ကိုဝင်ပြီးတော့ကျွန်တော်တို့စာရွက်လေးတစ်ရွက်လောက်ခေါ်လိုက်ပါမယ်အခုလက်ရှိကျွန်တော်တို့ခေါ်လိုက်တဲ့စာရွက်လေးက A4 စာရွက်လား legal စာရွက်တွေလားဆိုတာကိုမသိရသေးတဲ့အတွက်ကျွန်တော်တို့အသုံးပြုမဲ့စာရွက် site လေးကိုအရင်ဆုံးပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာရွက် site လေးတွေပြောင်းလဲခြင်းတယ်ဆိုရင်တော့ လေးယောက်ဆိုတဲ့တက်သေးကိုဝင်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ site ဆိုတဲ့ထဲကိုဝင်ပြီးတော့မှကိုယ်အသုံးပြုမဲ့စာရွက် site လေးကိုပြောင်းလဲပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီမှာက A4 စာရွက်လေးနဲ့ပဲအသုံးပြုမှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ A4 ကိုကျွန်တော်တို့ရွေးလိုက်ပါမယ် orientation မှာတော့ကျွန်တော်တို့စာရွက်ကိုအထောင်လိုက်လေးပဲလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ portrait ကိုပဲရွေးပေးထားလိုက်ပါမယ်။ margin ကိုတော့ကျွန်တော်တို့ဒီမှာပပတ်လေတလက်မစီရှိတဲ့ normal ဆိုတာလေးကိုပဲရွေးပေးထားပါမယ်။ ကော်လံကတော့ကျွန်တော်တို့ကစာရွက်ကိုတက်ကော်လံပဲထားမှာဖြစ်တဲ့အတွက်ဝမ်းကိုကျွန်တော်တို့ထားပေးလိုက်ပါမယ်။အခုလက်ရှိကျွန်တော်တို့ဒီမှာစာရွက်ဆိုင်လေးတွေပြုပြင်ပြောင်းလဲပြီးသွားပြီဆိုရင်တော့လက်ရှိကျွန်တော်တို့ဒီမှာစာရွက်ကတရွက်သေးပဲရှိနေသေးတယ်။ဒါကြောင့်ကျွန်တော်တို့စာအုပ်မာတိကာလေးတွေတက်ဖို့ရအတွက်နောက်ထပ်စာမျက်နှာအသစ်လေးတွေထပ်ပြီးတော့တိုးလိုက်ပါမယ်။ Microsoft မှာစာရွက်အသစ်လေးတွေထပ်ပြီးတော့မှတိုးကျင်နေဆိုရင်တော့အလွယ်တကူပဲ keyboard ကနေပြီးတော့မှ control နဲ့ enter နဲ့ကိုခောက်ပြီးတော့မှစာရွက်စာမျက်နှာအသစ်လေးတွေထပ်ပြီးတော့တိုးလို့ရပါတယ်။ keyboard ကနေပြီးတော့မှ control key ကိုလက်ကပ်ပြီးထားမယ်။ ပြီးရင်တော့ကျွန်တော်တို့ under cloud လေးကိုကျွန်တော်တို့တစ်ချက်နှိပ်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့စာမျက်နှာအသစ်လေးထပ်ပြီးတော့တွေ့လာတာကိုတွေ့ရပါလိမ့်မယ်ဒီလိုပုံစံနဲ့ကျွန်တော်တို့ဒီမှာ control နဲ့ under လေးနဲ့ကိုကောက်ကောက်ပြီးတော့စာရွက်လေး5ရွက်လောက်ကျွန်တော်တို့ခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့စာရွက်လေးတွေကိုသိတာထင်ရှားအောင် ကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေကျွန်တော်တို့တက်ထားလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာစာမျက်နှာနံပါတ်တက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ insert တက်ထဲကနေပြီးတော့မှပေးနံပါတ်ဆိုတဲ့ထဲကိုဝင်မယ် ပြီးပြီဆိုရင်တော့ကျွန်တော်တို့စာစာမျက်နှာနံပါတ်တွေကိုစာရွက်ရဲ့ထိပ်ဖက်ချမ်းလေးရနေပြီးတော့မှ တက်ချင်တာဖြစ်တဲ့အတွက် Tor of Page ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ Tor of Page ဆိုတဲ့အထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ကိုကစာမျက်နှာနံပါတ်တွေတက်တဲ့အခါမှာစာရွက်ရဲ့ထိပ်ဖက်ချမ်းရနေပြီးတော့ဘယ်ဘဘေးရနေပြီးတော့တက်ချင်တာလားဒါမှမဟုတ်အလဲကောင်စင်တာရနေပြီးတော့တက်ချင်တာလားညာဘဘေးရနေပြီးတော့တက်ချင်တာလားကိုကြိုက်နဲ့တက်တဲ့စာမျက်နှာနံပါတ်ပုံစံလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့မှ တက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကစာရွက်ရဲ့ထိပ်ဖက်ချမ်းနေပြီးတော့အလဲကောင်းစင်တာကနေပြီးတော့တက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ plain number 2ဆိုတာလေးကိုကျွန်တော်တို့ရွေးပြီးတော့မှကလေးလေးတစ်ချက်လောက်နှိပ်လိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစာမျက်နှာနံပါတ်လေးတွေ1နဲ့3လေးအစင်လိုက်ကျွန်တော်တို့ဝင်သွားပြီဖြစ်ပါတယ်ဒီတော့တက်ထားတဲ့စာမျက်နှာနံပါတ်လေးကဖောင်းဆိုင်တွေကျွန်တော်တို့သိနေတယ်ဆိုရယ်เนาะကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှဟုံးတက်ထဲကနေပြီးတော့ ဖောင်းဆိုင်လေးကိုကျွန်တော်တို့နည်းနည်းလေးတိတာထင်ရှားအောင်ကျွန်တော်တို့ကြီးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဘိုးလေးထည့်ခတ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပုံမှန်စာရွက်ထဲမှာမောက်ရဲ့လက်ကလေးနဲ့နှစ်ချက်နှိပ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးသူဟာစာမျက်နှာနံပါတ်လေးတွေဝင်သွားပါလိမ့်မယ်ဒီမှာကျွန်တော်တို့စာမျက်နှာ1အောက်မှာစာမျက်နှာ2 3 4ဆိုပြီးတော့မှကျွန်တော်တို့စာရွက်ရည်ရှိသလောက်စာမျက်နှာနံပါတ်လေးတွေကျွန်တော်တို့တက်ပေးသွားပါလိမ့်မယ်ဒီတော့အခုလိုမျိုးလေးကျွန်တော်တို့စာမျက်နှာနံပါတ်တက်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ဒီရက်သင်ခန်းစာလေးမှာကစာအုပ်မာတိကာတက်တဲ့နီလန်းလေးဖြစ်တဲ့အတွက်မာတိကာလေးတွေကျွန်တော်တို့တက်ပေးရပါတော့မယ်။ဒီတော့မာတိကာကျွန်တော်တို့ကတက်ဖို့ရာအတွက်ဆိုရင်တော့ကိုယ့်ရဲ့စာရွက်ထဲမှာကိုစာစီစာရေးပြုလုပ်ထားတဲ့ကျွန်တော်တို့စာရွက်ရှိပါလိမ့်မယ်။စာရွက်ရဲ့ခေါင်းစဉ်လေးတွေကြည့်ပဲကျွန်တော်တို့ရွေးချယ်ပြီးတော့မှစာစာမျက်နှာမာတိကာလေးတွေကျွန်တော်တို့တက်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စာရွက်လေးတွေထဲမှာကိုကခေါင်းစဉ်လေးတွေအရင်ဆုံးရေးပေးရမှာဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့ခေါင်းစဉ်တွေရေးဖို့ရာအတွက်ဆိုရင်တော့ကိုယ်အသုံးပြုမဲ့ကျွန်တော်တို့ဖောက်အောင်ပြောင်းပေးရပါမယ်ကျွန်တော်ကတော့ဒီမှာကပြည်တော်စုဖောက်လေးပဲသုံးမှာဖြစ်တဲ့အတွက်ပြည်တော်စုဖောက်အောင်ပဲထားထားတယ်ခေါင်းစဉ်တွေရေးဖို့ရာအတွက်တော့ကျွန်တော်တို့ဖောက်ဆိုင်ကို14လောက်နဲ့ပဲကျွန်တော်တို့ရေးမှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဖောက်ဆိုင်ကို14ပြန်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့မြန်မာစာရိုက်ဖို့ရာအတွက် window နဲ့ space bar နဲ့နှိပ်ပြီးတော့မြန်မာစာကီးဘုတ်လေးကိုကျွန်တော်တို့ပြောင်းလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့စာအုပ်ထဲမှာကိုမာတိကာပြုလုပ်လို့တဲ့ ခေါင်းစဉ်လေးတွေကိုရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့နမူနာအနေနဲ့ဒီမှာခေါင်းစဉ်လေးတက်ခဲလိုက်ပါမယ်ကွန်ပျူတာဆိုတာဘာလဲဆိုပြီးတော့မှကျွန်တော်ခေါင်းစဉ်လေးတစ်ခုရေးလိုက်ပါတယ်ဒီတော့အခုလက်ရှိကျွန်တော်တို့ရေးလိုက်တဲ့စာသားလေးက တီဘယ်အော့ကွန်တက်မှာကျွန်တော်တို့ကစာမျက်နှာစာအုပ်မာတိကာထဲမှာသူကဝင်မှာမဟုတ်သေးပါဘူးဒါကြောင့်ကျွန်တော်တို့ကအခုလက်ရှိရေးထားတဲ့ခေါင်းစဉ်လေးကိုကျွန်တော်တို့ကစာအုပ်မာတိကာပြုလုပ်မှာဖြစ်တဲ့အတွက်မာတိကာတက်လို့ရအောင်ဒီရက်ကျွန်တော်တို့ကရေးထားတဲ့စာလေးကိုဆက်လက်မှတ်ပေးရပါမယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ဟုံးတက်ထဲကနေပြီးတော့ စတိုင်ဂရူထဲမှာကျွန်တော်တို့ဟာဒယ်လေးတွေတက်လို့ရတယ်ဟာဒယ်1 2ကျွန်တော်တို့ဒီမှာတိုက်တဲတွေကျွန်တော်တို့ရှိမယ်ပေါ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့အသုံးပြုပြီးတော့ရေးမှာပဲစာအုပ်မာတိကာကိုကျွန်တော်တို့ဖန်တီးလို့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ကဟာဒယ်1ဆိုတာကိုရွေးလိုက်တဲ့အချိန်မှာဆိုရင်တို့မှာကျွန်တော်တို့ default ပါလာတဲ့ပုံစံကြီးအတိုင်းကျွန်တော်တို့စလုံးဖောင်းပုံစံတွေကလည်းပြောင်းသွားတယ်ပြီးရင်ကျွန်တော်တို့ဖောင်းဒီဇိုင်းတွေကလည်းကျွန်တော်တို့ချိန်းသွားမှာဖြစ်တယ် ဖောက်နယ်မှာလည်းကျွန်တော်တို့ကကာလာအယောင်တွေဝင်နေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကအခုလိုမျိုး heading 1ကိုမလုပ်ဘဲနဲ့အခုလက်ရှိကျွန်တော်တို့ရေးထားတဲ့ဖောက်ကာလာဖောက် site ဖောက် design တွေအတိုင်းစာအုပ်မာတီကာကိုကျွန်တော်တို့တက်ချင်တာဖြစ်တဲ့အတွက် heading 1ဆိုတဲ့ဘော်လေးမှာကျွန်တော်တို့က right click လေးကျွန်တော်တို့နှိပ်ပေးရပါမယ်။ right click နိုင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ edit heading 1 to mass selection ဆိုတာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးလေးကျွန်တော်တို့နှိပ်လိုက်တယ်ဆိုမှပဲ heading 1ဆိုတဲ့နေရာလေးကကျွန်တော်တို့ပြုလုပ်ထားခဲ့တဲ့တတ်မှတ်ထားတဲ့ font တွေ font ပုံစံတွေ font size တွေအတိုင်းသူကဝင်သွားမှာဖြစ်ပါတယ်ဒီလိုမျိုးလေးဝင်သွားပြီဆိုရင်တော့ကျွန်တော်တို့ကရှားရှိသွားပြီဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့နမူနာအနေနဲ့ ်ပထမစာမျက်နှာတက်မှာတော့ကွန်ပျူတာဆိုတာဘာလဲဆိုပြီးတော့မှခေါင်းစဉ်လေးကျွန်တော်တို့တက်ခဲလိုက်ပါတယ်ဒီနေရာလေးမှာကျွန်တော်တို့အရင်အရေးကြီးပါတယ်เนาะဒီတော့ကိုကစာစီစာရေးတွေပြုလုပ်တဲ့စာအုပ်တွေကျွန်တော်တို့ရေးတဲ့အခါမျိုးမှာကိုလောက်ထားတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့မာတိကာဖန်တီမှာဖြစ်တဲ့အတွက်ဟန်ဒယ်မှာကျွန်တော်တို့ကအရင်ဆုံးသတ်မှတ်ပေးခဲ့ရမှာဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ဒုတိယစာမျက်နှာလေးကိုဆက်ပြီးတော့มาตั้วไล่ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကာစာလေးချမယ်ဒီတခါတော့ကိုကဒုတိယစာမျက်နှာလေးမှာ ခေါင်းစဉ်ကိုဗတ်တက်ချင်တာလဲကိုတက်လိုတဲ့ခေါင်းစဉ်လေးတွေကိုကျွန်တော်တို့အရင်ဆုံးရေးပေးရမှာဖြစ်ပါတယ်ဒီတော့နံပါတ်1စာရွက်မှာကွန်ပျူတာဆိုတာဘာလဲဆိုရင်တော့ဒီရဲ့နောက်ထပ်နံပါတ်1စာရွက်လေးမှာကျွန်တော်နမူနာအနေနဲ့ခေါင်းစဉ်ခွဲလေးတစ်ခုထပ်ပြီးတော့တက်လိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုကကွန်ပျူတာအခြေခံစတင်ချိန်နည်းများဆိုပြီးတော့မှကျွန်တော်တို့တက်လိုက်ပါမယ် ကွန်ပျူတာအခြေခံစက်တင်ချိန်နည်းများဆိုပြီးတော့တက်လိုက်တယ်။ဒီရဲ့ခေါင်းစဉ်လေးကိုလည်းကျွန်တော်တို့ကစာအုပ်မာတိကလေးပြုလုပ်ဖို့ရာအတွက်သူ့ကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှ heading 1ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်။ heading 1ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအစောနောက်ကကျွန်တော်တို့သတ်မှတ်ပေးတဲ့ပုံစံလေးအတိုင်းဟောဒီမှာကျွန်တော်တို့ကခေါင်းစဉ်အနေနဲ့ရရှိသွားပြီဖြစ်ပါတယ်။ဒီတော့ဒုတိယစာမျက်နှာလေးအတွက်လည်းကျွန်တော်တို့ခေါင်းစဉ်လေးတက်ပြီးသွားပြီပေါ့။ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာတတိယစာမျက်နှာလေးမှာလည်းထပ်ပြီးတော့မှကျွန်တော်တို့ ခေါင်းစဉ်လေးတစ်ခုထပ်တက်လိုက်ပါမယ်ဒီတစ်ခါတော့ကျွန်တော်တို့က Microsoft Word အသုံးပြုနည်းဆိုပြီးတော့မှခေါင်းစဉ်လေးတက်လိုက်ပါမယ် Microsoft Word အသုံးပြုနည်းများဆိုပြီးတော့တက်လိုက်ပါမယ်သူ့ကိုလည်းကျွန်တော်တို့ကဆက်လက်လေးပြပြီးတော့မှ Heading 1ဆိုတာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့အခုလက်ရှိကျွန်တော်တို့ဒီမှာစာအုပ်မာတီကပြုလုပ်ဖို့ရာအတွက် ခေါင်းစဉ်ခွဲလေးတွေကျွန်တော်တို့တက်ခဲလိုက်ပါတယ်သုံးခုတက်ထားခဲ့တယ်ပေါ့ဒီတော့တက်ထားတဲ့ခေါင်းစဉ်ခွဲလေးတွေကိုကျွန်တော်တို့ကစောင်းမာတိကာလေးဖန်တီးဖို့ရာအတွက်ဆိုရင်တော့ကိုမာတိကာတက်မဲ့နေရာလေးမှာကျွန်တော်တို့ကာစာလေးချပါမယ်ကျွန်တော်တို့ကတော့ဒီမှာအပေါ်ဆုံးစာရွက်လေးမှာထိတ်ဆုံးမှာကျွန်တော်တို့ကစောင်းမာတိကာလေးတွေတက်မှာဖြစ်တဲ့အတွက်သူ့မှာကျွန်တော်တို့ဒီမှာအပေါ်ဆုံးလေးမှာကာစာချပါမယ်ကန်စာလေးချပြီးသွားပြီဆိုရင်တော့ Microsoft မှာကျွန်တော်တို့စာအုပ်မာတိကာလေးတွေဖန်တီးဖို့ရာအတွက်ဆိုရင်တော့ reference ဆိုတဲ့ကျွန်တော်တို့တက်ထဲကိုဝင်ပေးရပါတယ် reference ဆိုတဲ့တက်ထဲကနေပြီးတော့မှဒီမှာမာတိကတက်ဖို့ရာအတွက် table of content ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဝင်ပေးရပါတယ်ဟောဒီကကျွန်တော်တို့ table of content ဆိုတဲ့နေရာလေးမှာစာအုပ်မာတိကတက်ဖို့ရာအတွက်တက်လို့ရတဲ့ပုံစံလေးတွေကျွန်တော်တို့အမျိုးမျိုးရှိတယ်။ကိုကြိုက်နေတဲ့ပုံစံလေးကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့မှအသုံးပြုလို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာကအပေါ်ဆုံးမှာရှိနေတဲ့ content ဆိုတဲ့နေရာလေးကို ကလေးလေးတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ခေါင်းစဉ်လေးတွေတက်လိုက်ပါမယ်။ဟောအခုဒါဆိုရင်ကျွန်တော်တို့ဒီမှာအခုလိုမျိုးပုံစံလေးသူကဒီမယ်ကွန်ပျူတာဆိုတာဘာလဲပြီးရင်ကျွန်တော်တို့ကွန်ပျူတာအခြေခံ setting ချိန်နှီးများဆိုပြီးတော့မှကျွန်တော်တို့တက်ထားတဲ့ခေါင်းစဉ်လေးတွေကိုမာတီကာအနေနဲ့ကျွန်တော်တို့ဖန်တီးပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒီတော့အပေါ်ဆုံးမှာရှိနေတဲ့ content ဆိုတဲ့နေရာမှာ content ဆိုတာကြီးကျွန်တော်တို့မထားချင်ဘူးမာတီကာဆိုပြီးတော့မှကျွန်တော်တို့တက်ထည့်ချင်တာဖြစ်တဲ့အတွက်ဒီရက်ကျွန်တော်တို့စာသားလေးကိုဆက်လက်မှတ်ပါမယ်။ ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာမာတိကာဆိုပြီးတော့မှပြင်ရေးခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီရက်ကျွန်တော်တို့မာတိကာဆိုတဲ့စာသားလေးကဘယ်ဘာချက်မှာကတ်နေပါတယ်သူ့ကိုကျွန်တော်တို့အလဲကောင်းစန်တာကိုထားဖို့ရအတွက်ဟုတ်တက်ထဲကနေပြီးတော့မှပါရဂရက်ထဲကနေကျွန်တော်တို့စန်တာကိုနှိပ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့ဒီမှာမာတိကာဆိုတဲ့စာသားလေးကစာအုပ်ရဲ့အလဲကောင်းစန်တာလေးကိုကျွန်တော်တို့ရောက်ရှိသွားတာကိုတွေ့ရပါလိမ့်မယ် ဒီတော့အခုလက်ရှိကျွန်တော်တို့ဒီမှာစာအုပ်မာတိကာလေးတွေတော့ကျွန်တော်တို့တက်လိုက်တာမှန်တယ်လက်ရှိကျွန်တော်တို့တက်ထားတဲ့စာအုပ်မာတိကာလေးတွေကစာမျက်နှာနံပါတ်တွေကျွန်တော်တို့ဒီမှာ1နဲ့3ကိုကျွန်တော်တို့အင်္ဂလိပ်အက္ခရာနံပါတ်တွေနဲ့ကျွန်တော်တို့ဝင်နေပါတယ်ဒီတော့ကျွန်တော်တို့လိုချင်တာကစာအုပ်မာတိကာတက်တဲ့အခါမှာအင်္ဂလိပ်အက္ခရာနံပါတ်နဲ့တက်ချင်တာမျိုးမဟုတ်ဘဲနဲ့မြန်မာလိုနံပါတ်လေးတွေနဲ့ကျွန်တော်တို့တက်ချင်တာဖြစ်တဲ့အတွက်ဒီရက်ကျွန်တော်တို့နံပါတ်တွေကိုအင်္ဂလိပ်ရအောင်ကျွန်တော်တို့ပြုလုပ်ပေးဖို့လိုပါတယ် ဒါကြောင့်ကျွန်တော်တို့က DF ထဲမှာရှိနေတဲ့မာတိကတက်ထားတဲ့ table of content ဆိုတဲ့ပေါ်လေးမှာကျွန်တော်တို့ right click လေးကျွန်တော်တို့နှိပ်ပေးရပါမယ်။ right click နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ active fee ဆိုတဲ့ထဲကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့အရေးကြီးပါတယ်ပေါ့နော်။ဒီမှာကျွန်တော်တို့ကဒီမာတိကနံပါတ်တွေကိုမြန်မာလိုနံပါတ်လေးတွေရအောင်တက်ထားတဲ့မာတိကလေးတွေပေါ်မှာ right click နှိပ်ပြီးတော့ active fee ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်ပေးရပါတယ်။ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးကနေပြီးတော့မှကျွန်တော်တို့အောက်ကိုဆွဲလိုက်ပါမယ်။အောက်ကိုဆွဲဆွဲလိုက်တဲ့အခါမှာဆိုရင်ဒီထဲမှာကျွန်တော်တို့က TOC ဆိုတာလေးကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ကျွန်တော်တို့မြင်ရလားမသိဘူးเนาะ။ကျွန်တော်မြင်ခွဲလေးနည်းနည်းလောက်ချက်ပြပေးသွားပါမယ်။ ခုဒီမှာကျွန်တော်တို့ detail ကနေပြီးတော့မှပုံမှန်တန်းသူက formula ဆိုတဲ့နေရာလေးမှာဆက်လက်ဝင်နေပါလိမ့်မယ်ကျွန်တော်တို့ကဒီရဲ့ matika number တွေကိုမြန်မာလိုနံပါတ်နဲ့ရအောင်တက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ detail မှာကျွန်တော်တို့ TOC ဆိုတာလေးကိုတွေ့အောင်ကျွန်တော်တို့ share ပေးရမှာဖြစ်ပါတယ်သူ့ကိုတွေ့ပြီဆိုရင်တော့ကျွန်တော်တို့ဆက်လက်လေးပေးထားမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ table of content ဆိုတဲ့နေရာလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့မှဝင်လိုက်ပါမယ် table of content ဆိုတဲ့နေရာလေးတွေကိုဝင်လိုက်တဲ့ အခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်။ဟောဒီရဲ့နေရာလေးမှာဆိုရင်သူကပုံစံလေးတွေကျွန်တော်တို့အခုလိုမျိုးလေးပြောပေးထားပါဗါ။ဟောကျွန်တော်တို့တက်ထားတဲ့မာတိကပုံစံလေးတွေကဒီလိုပုံစံ heading 1 2 3ကျွန်တော်တို့ပုံစံလေးတွေရှိတယ်ဆိုပြီးတော့ပြပေးထားပါဗါ။ဒီတော့ကျွန်တော်တို့ကနံပါတ်တွေကိုမြန်မာလိုနံပါတ်နဲ့ရအောင်ပြုပြင်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ option ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ option ဆိုတဲ့ tag ကိုဝင်လိုက်တာနဲ့တပြိုင်တည်းဟောကျွန်တော်တို့ဒီမှာဆိုရင်သူကအခုလိုမျိုးပုံစံလေးတွေကျွန်တော်တို့ပြပေးထားပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာတစ်ချက်လောက်ပြီးတော့ပြီဆိုရင်ဒီမှာ tag leader ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်တို့က dash line ပုံစံလေးတွေထားချင်တာလားမြင်းချောင်းထားချင်တာလားအခုလိုပုံစံလေးတွေထားချင်တာလားကိုကြိုက်တဲ့ပုံစံအနေထားလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့မှအသုံးပြုပေးလို့ရပါတယ် ဟောဒီတော့ကျွန်တော်တို့ကဒီမှာကထပ်ပြီးတော့မှကျွန်တော်တို့ဝင်ပေးရမယ် modify ဆိုတဲ့အထဲကိုကျွန်တော်တို့ထပ်ပြီးတော့မှဝင်ပေးရပါမယ် modify ဆိုတဲ့အထဲကိုဝင်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ toc1 ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီမှာဖောင့်ကိုသူကအခုလိုမျိုးပုံစံနဲ့သူက sample ဖောင့်လေးတွေထားပေးထားပါတယ်ကျွန်တော်တို့ကနံပါတ်စင်လေးတွေကိုမြန်မာလိုနံပါတ်လေးတွေနဲ့လိုချင်တာဖြစ်တဲ့အတွက် toc1 ဆိုတဲ့နေရာလေးမှာဆက်လက်ပေးထားမယ်ပြီးရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကကလေးလေးတစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ် လေလေးတခြားလောက်နှိပ်ပေးလိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ဘေးလေးမှာပြည်တော်စုဖောင့်လေးဝင်နေပါတယ်ကျွန်တော်တို့ပြည်တော်စုဖောင့်နဲ့မရပါဘူးမြန်မာလိုနံပါတ်လေးတွေပြောင်းလဲကျင်တာဖြစ်တဲ့အတွက်ပြည်တော်စုနံပါတ်ဖောင့်လေးကိုကျွန်တော်တို့ပြောင်းပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာပြည်တော်စုနံပါတ်ဆိုပြီးတော့ရိုက်ထည့်မယ်ပြီးရင်တော့စလုံးဖောင့် site ကိုကျွန်တော်တို့က14လောက်ထားခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ကွန်ပျူတာဆိုတာဘာလဲဆိုတဲ့နေရာမှာနောက်မှာကျွန်တော်တို့ကအင်္ဂလိပ်အက္ခရာနံပါတ်မဟုတ်တော့ဘဲနဲ့ မြန်မာလိုနံပါတ်လေးကျွန်တော်တို့ဝင်လာတာကိုတွေ့ရပါတယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က okay လေးနှိပ်ပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့နောက်တစ်ခုကျွန်တော်တို့ကထပ်ပြီးတော့ပြပြလိုက်ပါမယ်။ TOC2 ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဆက်လက်လေးပေးထားလိုက်ပါမယ်။ modify ဆိုတဲ့ထည့်ကိုဆက်ပြီးတော့ဝင်မယ်။ဒီနေရာမှာလည်းကျွန်တော်တို့ပြည်တော်စုဖောင့်ဖြစ်နေပါလိမ့်မယ်။ကျွန်တော်တို့ cursor ချပြီးတော့မှပြည်တော်စု number font လေးကိုကျွန်တော်တို့ပြောင်းပေးလိုက်ပါမယ်။ font size ကိုတော့ကျွန်တော်တို့16လောက်ထားခဲ့လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ okay လေးနှိပ်ပေးလိုက်မယ်။ ဒါလေးပြီးသွားပြီဆိုရင်တော့ okay ဆက်ပြီးတော့နှိပ်ပေးပါမယ်ပြီးပြီဆိုရင်တော့ okay လေးဆက်ပြီးတော့မှနှိပ်ပေးလိုက်မယ် okay နဲ့လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့အခုလိုမျိုးပေါက်လေးကြလာပါတယ်ကျွန်တော်တို့ okay ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ဒီတော့အစောနောက်ကလိုမျိုးကျွန်တော်တို့ဒီမှာစာအုပ်မာတိကတက်တဲ့အခါမှာနံပါတ်စင်လေးတွေကအင်္ဂလိပ်အက္ခရာနံပါတ်နဲ့မဟုတ်တော့ဘဲနဲ့မြန်မာလိုနံပါတ်လေးတွေနဲ့ကျွန်တော်တို့ရလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့အခုလက်ရှိကျွန်တော်တို့ဒီမှာစာအုပ်ထဲမှာတက်ထားတဲ့ခေါင်းစဉ်လေးက သုံးခုတက်ထားပါတယ်ကျွန်တော်တို့ကအောက်ဆုံးမှာတစ်ခုကမဝင်သေးဘဲနဲ့နှစ်ခုပဲလက်ရှိအဲဝင်နေသေးတယ်ပေါ့နော်ဒီတော့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့မှအဲအထိတ်ထပ်ပြီးတော့မှပြင်ဖို့ရာအတွက်ကျွန်တော်တို့တက်ထားတဲ့ခေါင်းစဉ်လေးကကျွန်တော်တို့ဒီမှာ Microsoft Word အသုံးပြုနည်းများဆိုတဲ့ခေါင်းစဉ်လေးကမဝင်သေးဘူးဖြစ်နေပါတယ်ဒီတော့သူ့ကိုကျွန်တော်တို့ဆက်လက်လေးပြပြီးတော့မှ Heading 1ဆိုတာလေးကိုကျွန်တော်တို့ကလစ်ထပ်ပြီးတော့မှနှိပ်ပေးလိုက်မယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးကျွန်တော်တို့စာအုပ်မာတိကတက်ထားတဲ့နေရာလေးကိုလာမယ် အတိတ်ထက်ပြီးတော့မှပါဖို့ရာအတွက်ကလစ်လေးတစ်ချက်လောက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့အတိတ်တည်ပဲဆိုတဲ့နေရာလေးကိုကလစ်တစ်ချက်နှိပ်ပါမယ်ပြီးရင်တော့အတိတ်အန်တန်းရန်တည်ပဲဆိုတာလေးကိုကျွန်တော်တို့ဆက်လက်ပေးထားမယ် okay လေးနှဲလိုက်တာနဲ့တပြိုင်တည်းဟောကျွန်တော်တို့ဒီမှာမပါသေးတဲ့ခေါင်းစဉ်လေးတွေထပ်ပြီးတော့မှအတိတ်ပါလာတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ Microsoft နဲ့စာအုပ်မာတိကာတွေတက်တဲ့အခါမှာ စာအုပ်မာတိကတက်လို့ရတဲ့နီလန်းလေးတွေနဲ့စာအုပ်မာတိကကိုကျွန်တော်တို့မြန်မာလိုနံပါတ်လေးတွေနဲ့ရအောင်ကျွန်တော်တို့တက်တဲ့နီလန်းလေးတွေဖြစ်ပါတယ်အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်တရက်သင်ခန်းစာလေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းအရန်သုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှ မေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Software ထဲမှာစာအုပ်မာတိကာလေးတွေနဲ့တက်တက်နေပြီးစာအုပ်မာတိကာကိုမြန်မာလိုနံပါတ်လေးတွေနဲ့လည်းရအောင်တက်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ TONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။ လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ